ျွန်တော်မေးလေးရှိရဲ့မေးခွန်းနောက်တစ်ခုရှိကျွန်တော် team က strong ဖြစ်တယ်ပေါ့နော် speaker team က strong ဖြစ်တယ် mic တယ်ဆိုတဲ့စကားတွေကျွန်တော်ကြားရတယ်ကျွန်တော်မေးကြတယ်နော်ဘယ်လိုပုံစံမျိုးအဲ့လိုမျိုး team build လုပ်ထားလဲပေါ့ team တစ်ခုတိစောက်ထားလဲပေါ့ ဲ့တော့ကျွန်တော်နားလည်ရတဲ့အကြောင်းလေးလင်းငါချက်လောက်ကိုကျွန်တော်ပြပြပါမယ်။အဲဒါကိုနားထောင်ပြီးရခါကြလို့ရှိရင် speaker change လို့မျိုးဘယ်လိုမျိုး strong ဖြစ်အောင်လုပ်လို့ရလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်။ကို team မှာလည်းအဲ့လေးသိသွားပါမယ်ပေါ့နော်။ Okay အဲ့တော့ပထမချက် from own check ကဘာလဲဆိုတော့ဘလူသဘောနဲ့မှပြောရတာမဟုတ်ဘူး။ကိုယ့်ရဲ့ brand ကကောင်းနေဖို့လိုတယ်။ကောင်းနေဖို့ဆိုတာဘာကိုပြောရလဲဆိုတော့အဓိကယူတွေမှာဖြစ်တဲ့ပြဿနာဘာလို့ရွေးချယ်ရအရင်နေတာ။သူတို့အလုတ်ကော့တာတင်လိုက်တဲ့ခါကြလို့ရှိရင်လာရှောင်းတဲ့သူကညောင်း20အောက်ပဲရှိတာ။အဲ့ဒီပြဿနာကတော့တော်တော်များများဖြစ်ကြတယ်။ကုမ္ပဏီတွေမှာလည်းဖြစ်ကြတယ်။ကုမ္ပဏီတွေဆိုလို့ရှိရင်ဘာ လုပ်ကြလဲဆိုတော့အဲ့လိုမျိုး website တွေ agency တွေနဲ့သွားပြီးတော့ချိတ်ကြတယ်တို့စီမှာလူတွေမများလောက်လာချောင်းလို့အဲ့တော့တင်းအနေနဲ့ကအဲ့လိုပုံစံမျိုးပေါ့နော်တင်း10ခန်းအနေပါရည်နဲ့ပတ်သက်ပြီးမပေးခြင်းဘူးပြီးတော့လာချောင်းပြတ်သူများခြင်းလဲဆိုလို့ရှိရင်တင်းရဲ့ brand ကပြောမယ်ဆိုလို့ရှိရင်လူတွေအလုံးလာလုံးချင်းစပွဲ brand လို့ပုံစံမျိုးဖြစ်အောင်လို့ကျွန်တော်လုပ်ကြတယ်အဲ့ဒါက follower များတာ follower နဲတာနဲ့မဆိုင်ဘူးအဲ့ဒါက industry ပိုင်းနဲ့လည်းမဆိုင်ဘူးအဲ့တော့တင်လုပ်တဲ့အလုပ်ကိုသဘောကျတယ်တင်ထိန်တဲ့ content တွေတင်ရဲ့ခံယူချက်တွေသဘောကျတယ်ဘာညာဆိုလို့ရှိရင် သင် follower နည်းစီမှာကလေးကအလုပ်လာလျှောက်နေမယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ကန်ကောင်းပြီးတော့ဒီလိုလူတွေထဲမှာကြုံပြီးတော့လူတွေထဲဆိုလို့ရှိရင်သူတို့ကပတ်စံရှိတယ်အိမ်မှာကား၃လေးစီးလောက်ရှိတယ်ပြီးလို့ရှိရင်သူတို့ကပတ်စံကြောင်လာပြီးတော့အလုပ်လုပ်တာမျိုးမဟုတ်ဘူးဒီတိုင်းတက်တက်ကိုဝင်ပြီးတော့ကူညီပေးကြတော့တွဲပြီးတော့ကျွန်တော်နဲ့အလုပ်လုပ်ကြလို့ဆိုပြီးတော့လာလျှောက်တဲ့သူတွေ၄၅ယောက်လောက်ထိကျွန်တော်ကြုံမှုတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်သူတို့မေးကြည့်တယ်ဘာကြောင့်လဲဆိုတော့ကိုပီကာလောက်တာသဘောကျတယ်ပေါ့နော်ကိုပီကာကကူညီပေးကြတယ်ပြီးလို့ရှိရင်ကိုပီကာနဲ့တွဲပြီးတော့အလုပ်လုပ်ကြတယ်ပေါ့နော် experience ရကြတယ်အဲ့လိုမျိုးကြောင်လာလျှောက်ကြတယ်အဲ့တော့အဲ့ဒီအနေနဲ့ကအဲ့လိုမျိုးလူများများလာ လျှောက်စီခြင်းနဲ့ပြီးတော့ quality ပါတဲ့သူတွေလာလျှောက်စီခြင်းနဲ့ဆိုလို့ရှိရင်တင်အခုအချိန်ကနေစပြီးတော့တင်းရဲ့ brand ကိုထိချာလေးတိဆောက်ပေါ့နော် brand ဆိုတဲ့နေရာမှာကျွန်တော် page တွေပါတယ်ဖြစ်နေစရာတော့မလိုအချို့လူတွေဆိုလို့ရှိရင် page တစ်ခုမရှိရင်တော့မှသူတို့ရဲ့ account ပေါ့နော် personal account မှာသူတို့က active ဖြစ်ကြတယ်သူတို့ရဲ့ပုံစံမျိုးတွေသူတို့ချပြကြတယ်အဲ့တော့သဘောကျတဲ့သူတွေ admire ဖြစ်တဲ့သူတွေပါရှိတယ်အဲ့တော့ပြောမစင်ဘလို့နီးနေပဲဖြစ်ဖြစ် page ရှိသည်ဖြစ်စီမရှိသည်ဖြစ်စီတင်းဟာက Facebook လုံးဝမရှိရင်တော့မှ TikTok ဘာညာရှိရဆိုလို့ရှိရင်အဲ့လိုမျိုးသူတင်းရဲ့ brand တစ်ခုကိုတိဆောက်လို့ရတယ် brand တစ်ခု တိဆောက်ပါတိဆောက်တဲ့ခါကြလို့ရှိရင်တခြားသူတွေဖြစ်တဲ့အခက်ခဲတင်မှာမဖြစ်တော့တခြားသူတွေဖြစ်တယ်လို့မျိုး၁၀ရောက်တော့မရှိဘူးလားရှောက်တဲ့ဟာမျိုးပေါ့နော်တင်မှာမဖြစ်တော့ကျွန်တော်မှဆိုလို့ရှိရင်ကျွန်တော်ကန်ကောင်းတယ်ကျွန်တော်တခါခေါ်လိုက်တဲ့ခါကျရင်တချို့ position တွေဆိုလို့ရှိရင်လူ1300နီးပါးလောက်ထိကျွန်တော်လာရှောက်ကြရတယ်ပေါ့နော်အဲ့ဒါတကယ်ပြောတာပါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တော့ကန်ကောင်းတယ်လည်းပါတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ brand ကိုတတိချာချာလေးအခုချိန်တည်းကစပြီးတော့တိဆောက်ပါပေါ့နော်အခါကျလို့ရှိရင်လာရှောက်တဲ့လူတွေများတယ်များတဲ့အတွက်တင်မှာရွေးချယ်စရာလည်းများတယ်ပြီးတော့လာရှောက်တဲ့သူတွေမှာ quality ပါတဲ့သူတွေလည်းရှိတယ်အဲ့ဒါကြောင့်မို့တင်းအနေနဲ့ယူရတာပို့ပြီးတော့အနှစ်သာရရှိရပေါ့နော် အဲ့ဒါနံပါတ်1အချက်ပဲဖြစ်ပါတယ်နံပါတ်2အချက်ကဘာလဲဆိုတော့ကျွန်တော်အနေနဲ့အလုပ်ခေါ်စာရေးတဲ့အခါကျလို့ရှိရင်ကျွန်တော်ကအဲ့လိုလွယ်ကူနားလည်ရလွယ်ကူတဲ့ပုံစံမျိုးပဲကျွန်တော်ရေးတယ်အဲ့လိုဘယ်သူ format ဘယ်သူဟာမှပြောလို့ရှိရင်ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတွေအစိုးရရုံးနေလိုမျိုးဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်မှအဲ့လိုတတ်မှတ်ချက်မရှိဘူးအဲ့တော့ကျွန်တော်အလုပ်ခေါ်စာရေးဆိုလို့ရှိရင်တတိထားပြီးတော့ကြည့်ကြည့်ကျွန်တော်လိုရင်းတူရှင်းပဲကျွန်တော်ရေးတယ်မလိုတဲ့ဟာတွေဆိုဒါတွေမလိုဘူးဒါတွေလိုတယ်ဒါတွေရေးမကြည့်ဘူးဒါတွေရေးကြည့်တယ် အဲ့လိုပုံစံမျိုးကျွန်တော်လိုချင်တဲ့ဟာကိုပုံမှန်လူနားလည်ရလွယ်တဲ့ဘာသာစကားမျိုးနဲ့ပဲရှိတယ်ပြီးတော့ရှင်းလင်းပြတ်သားသာရှိတယ်ပြီးတော့နောက်တစ်ခုကပေါ်လွင်မှုရှိစွာရှိတယ် ပြောရရင်ပွင့်လင်းမြင်သာမှုရှိသွားပေါ့နော်အဲ့တော့ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရတယ်ဒါကအစံကန့်ကာလနှစ်လရှိမယ်ဆိုရင်အစံကန့်ကာလနှစ်လအဲ့တော့မနစ်နာရအောင်ငါမင်းတို့ကိုဒီလောက်ဒီလောက်ဂျေးပီးနိုင်တယ်ဆိုဒီလောက်ဒီလောက်ဂျေးပီးနိုင်တယ်ဟိုးလိုလိုဒီလိုလိုကျွန်တော်မလုပ်ပတ်စံပေးမလို့လို့မပေးမလို့လို့အဲ့လိုပုံစံမျိုးတွေမလုပ်ပြီးလို့ရှိရင်အစံကန့်ကာလဘလောက်ဆိုတဲ့ဟာမျိုးတွေအဲ့လိုပုံစံမျိုးတွေမလုပ်ပြောမယ်ဆိုလို့ရှိရင်ဒါကတော့အစံကန့်ကာလဖြစ်တယ်မင်းတို့ဘက်ကမနစ်နာရအောင်ဖုန်းပေတွေပါတယ်တက်တက်ကြီးမကုံရအောင်ငါဘက်ကဒီလောက်တော့ပြီးနိုင်တယ်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကပေးတာနဲတာများတာခဏတောင်နဲတော့ပွင့်လင်းမြင့်သားမှုရှိရဖြစ်တဲ့အတွက်လူတွေက လည်းဒါကိုမြင်ရတယ်။သူတို့ကျိန်နေတဲ့ခါကျရင်လာလျှောက်ကြတယ်။အဲ့တော့တင်းနေတဲ့တခြား dramatic ဖြစ်တဲ့ဟာတွေပါပြီးပူစရာမလို။နံပါတ်1အကြံပေးချင်တာကတင်းရဲ့အလုတ်ခေါ်သာ post ကြည့်တဲ့ခါကျလို့ရှိရင်ဒီ၃ချက်လောက်ပြည့်စုံအောင်ကြီးပေါ့နော်။ပထမတစ်ခုကတင်းမလို့ခြင်းတဲ့ဟာတွေပုမလင်လင်ပြောရင်တင်းလို့ခြင်းတဲ့ဟာတွေပုမလင်လင်ပြောမလို့အပ်တဲ့ဟာတွေလိုအပ်တဲ့ဟာတွေပုမလင်လင်ပြောဒုတိယတစ်ချက်ကပြောမယ်ဆိုလို့ရှိရင်တင်းအနေနဲ့ဒါကအလုတ်တင်း လောက and pay ပေါ့နော်ပတ်စံမပေးတဲ့ဟာမျိုးလားပတ်စံပေးတဲ့ဟာမျိုးလားပတ်စံပေးတဲ့ဟာမျိုးလဲဆိုတော့ဘလောက်ကနေဘလောက်ဝင်ချင်ပေးမယ်ပေါ့နော်အနည်းဆုံးဘလောက်ကနေဘလောက်ဝင်ချင်ပေးမယ်ဆိုတဲ့ဟာမျိုးသူတို့ရဲ့အကျိုးကံစားကွက်နဲ့ပတ်သက်ပြီးတိကျရေးပြီးတော့နောက်တစ်ခုကဒီအလုတ်တင်ကာလဆိုရင်အလုတ်တင်ကာလကြိုက်ပြီးွားတဲ့ခါကျရင်တင်းနေတဲ့ဘလိုရီကန်လန်းဖို့ရှိသေးရဆိုတဲ့ဟာမျိုးဒါပုပ်ပုပ်လေးလေးရေးအဲ့ခါကျရင်သူတို့ကလည်းဒါမြင်ရတာဖြစ်တဲ့အတွက်ကြီးနဲ့လို့လာလျှောက်ကြရင်လာလျှောက်ကြလိမ့်မယ်နံပါတ်3ချက်ကပါလဲဆိုတော့အဲ့ဒါအရေးကြီးတယ်တင်းကိုအလုတ်လျှောက်ကြတဲ့ခါကျရင်ဘလိုပဲပုံမျိုးအလုတ်လျှောက်ပါတယ်ဆိုတဲ့ဟာမျိုးနားလေရလွယ်အောင်ရေးအဲ့လိုမျိုး အဲ့တော့ကျွန်တော်ဆိုလို့ရင်နားလေရရွေးရပထမဆုံးအဆင့်အနေနဲ့ကဒါတွေဒါတွေဖြစ်တယ်ဒီကို email ပို့လိုက်ပါအဲ့လိုပုံစံမျိုးပေါ့နော်ဘလို့အလုံးလျှောက်အောင်လဲဆိုတဲ့ဟာမျိုးကိုနားလေအောင်ရှိပေါ့အဲ့ဒါနံပါတ်1ချက်နံပါတ်3ချက်ပြန်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့အဲ့လိုအလုံးခေါ်တာမှအငြင်းတန်းပါပါလဲဆိုလို့ရှင်ကျွန်တော်တို့ရွေးတဲ့အဆင့်က20 30ဆင့်လောက်ရှိတယ်ဘယ်စက်တာမှာပဲဖြစ်ဖြစ်အနည်းဆုံး work assignment တစ်ခုတော့ပေးတယ်အချို့စက်တာတွေပေါ့နော်အရေးကြီးတာဖြစ်တဲ့အတွက် work assignment နှစ်ခုလောက်ပေးတယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်30ဆင့်လောက်ရှိတယ်ပေါ့နော် work assignment 1 work assignment 2ပြီးလို့ရှင် interview အဲ့လိုပုံစံမျိုးအဲ့တော့ဘာကြောင့်ကျွန်တော်ဒီလိုလောက်တာလဲဆိုလို့ရှိရင်ပထမဆုံးကကျွန်တော် work assignment 1မှာဆိုလို့ရှိရင်လူတွေကအဲ့ခါကြာလို့ရှိရင်ဘာဖြစ်သွားသလဲပြောမယ်ဆိုလို့ရှိရင်အပြောကောင်းတဲ့သူတွေအပြောမကောင်းတဲ့သူတွေကအရေးမပါတော့အဲ့ထဲမှာသူတို့ရဲ့ work quality ကဘယ်လိုလဲဆိုတဲ့ဟာမျိုးပေါ်လာလိမ့်မယ်အဲ့ခါကြာလို့ရှိရင်စကလုံးတွေမှုန်းပြီးတော့အလုံးမပါတဲ့သူတွေလက်ကြောမတင်းတဲ့သူတွေဘာတွေအကုန်လုံးကအဲ့မှာအတိုင်းသားပေါ်လွင်နေလိမ့်မယ်အဲ့အဲ့လိုပုံစံမျိုးအဲ့တော့တကယ်သူတို့ရဲ့ work quality ဘယ်မှမြင်ရလဲဆိုတော့ work assignment 1မှာမြင်ရတယ်အဲ့လို work assignment 1လို့လဲအဲ့ခါမှာ အများကြီးပြုတ်ထွက်သွားတယ်။အီးမေးလ်တိကျမစစ်တဲ့သူတို့အချိန်မီမပြီးတဲ့သူတို့အလုပ်တသေးလေးစပြီးတော့လုပ်ခိုင်းရတော့မှမလုပ်ချင်တဲ့သူတို့ဘာလို့အဲ့ဒါအကုန်လုံးပေါ်လာတယ်။ဘော assignment 1ဘော assignment 2ကကြာဘာတော့လဲဆိုလို့ရှိရင်သူတို့က commitment ဘလောက်ရှိလဲဆိုတဲ့ဟာမျိုးအချို့လူတွေကအလုပ်နည်းနည်းပဲလုပ်နိုင်ကြတယ်။အဲ့ခါကျတော့ work assignment 2ပေးလိုက်တဲ့ခါကျတကယ် serious ဖြစ်တယ်။ကိုယ်အဖွဲ့အစည်းနဲ့တွဲပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေက work assignment 2ကြီးလုပ်ကြတယ်။ပြောမယ်ဆိုသူတို့က commitment issue မရှိဘူးဟုတ်လား။သူတို့ရက commitment issue ရှိတယ်။ work assignment 1လောက်ပဲပြီးကြတယ်။ work assignment 2ကြီးမလုပ်ချင်သလိုလိုသူတို့အဲ့လောက်ထိ commitment မပေးနိုင်သလိုလိုဘာလို့ အဲ့လိုမျိုးပြင်စရာချို့ကြတော့ serious သိမ့်မဖြစ်ဘူးရလို့ရညာလျှောက်လိုက်တာအဲ့တော့ war assignment 2မှာကျွန်တော်လုပ်တဲ့ဟာမျိုးက serious ဖြစ်တဲ့သူတွေ commitment issue မရှိဘဲနဲ့တကယ် commitment ပေးပြီးလုပ်နိုင်တဲ့သူတွေကိုယ့်အဖွဲ့အစည်းနဲ့တကယ်အ í ကိုတွဲပြီးလုပ်လုပ်ချင်တဲ့သူတွေက war assignment duty ထပ်ကြတယ်အဲ့အဲ့လိုပုံစံမျိုးပေါ့ပြီးတော့ interview interview ကဘာအတွက်လဲဆိုလို့ရှိရင် interview မှာအကုန်မြင်ရတယ်ဘာတွေမြင်ရလဲဆိုတော့အဓိကအပြ attitude တွေမြင်ရသူရဲ့စိတ်နေစိတ်ထားတွေပြီးလို့ရှိရင်ကျွန်တော်နှစ်ခုကြည့်တယ်များတယ် attitude ကိုကြည့်ရသူရဲ့စိတ်နေစိတ်ထားဘယ်လိုပုံစံမျိုးလဲ ပြောလို့ရှိရင်သူတို့ရဲ့ပုံစံဘယ်လိုရှိလဲဆိုတဲ့ဟာမျိုးတွေပါနော်ဒုတိယတစ်ခုကအရေးကြီးတယ်အဲ့ဒါဘာလို့လဲဆိုတော့ drummer king တွေလားခွင်းတွေလားဆိုတဲ့ဟာမျိုးကျွန်တော်ကြည့်တယ်အဲ့ဒါတွေကပေါ်လွင်တယ်မိကွန်းနည်းနည်းလောက်မေးလဲတဲ့ခါကျရင်သူတို့ကအလွယ်တကူနဲ့ drummer လောက်တတ်တဲ့သူတွေလား drummer မလောက်တတ်တဲ့သူတွေလားအဲ့အဲ့လိုပုံစံမျိုးကအရန်ပေါ်လွင်တယ်ပြောလို့ရှိရင် easily sensitive ဖြစ်တာရော easily offended ဖြစ်တာရောပေါ့နော်ကုကုဆိုတာနဲ့သူတို့ကိုစော်ကားနေပြီလို့ထင်တာကုကုဆိုတာနဲ့လူတွေကိုသူတို့ကိုရှံသူလို့ထင်တာကုကုဆိုတာနဲ့အစစ်မပြေတိုင်း line မတက်ပြီးတော့ post တင်ကျင်တာအဲ့လိုလူတွေဟုတ်လားမဟုတ်လားဆိုတဲ့ဟာမျိုးက interview မှာအတိုင်းသားပေါ်လွင်တယ်အဲ့တော့ကျွန်တော်အနေနဲ့30လောက်သွားတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တိတ်တော့မကြောက်ချိုးလူရဲ့ကျွန်တော်30လောက်လောက်တော့မြို့လူတွေဝေဖန်မှာမကြောက်ဘူးလားဆိုတော့ကျွန်တော်မကြောက်ဘာလို့လဲဆိုတော့ဒါကျွန်တော်ရဲ့အလုပ်ခွင်ကျွန်တော်လမ်းစာပြရမှာ ပြီးလို့ရှိရင်ကျွန်တော်ရဲ့အဖွဲ့အစည်းတွေကျွန်တော်ထည့်ရမှာကျွန်တော်တာဝန်ဖြစ်သွားမှာဒီလူတွေရပေါ့နော်အဲ့တော့ကျွန်တော်မှာရှိနေပြီးသားကောင်းတဲ့သူတွေမှာစိတ်ညစ်စေတဲ့လူမျိုးတွေကျွန်တော်မထည့်ဘူးအဲ့ကျွန်တော်မှာရှိနေပြီးသား remaining people တွေအတွက်အထောက်ပံ့ဖြစ်စီမဲ့သူတွေအကူအညီပေးစီမဲ့သူတွေပဲကျွန်တော်ထည့်တယ်အဲ့လိုပုံစံမျိုးအဲ့တော့ကျွန်တော်အဖွဲ့အစည်းဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်ထားတင်တဲ့လောက် stage ကိုကျွန်တော်ထားတယ်နှစ်စင်းလို့သုံးစင်းလို့ပါလို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်ထားတယ်အဲ့ဒါပါလေအရေးကြီးတယ်အေးအဲ့လိုမျိုးကျွန်တော်လှုပ်လိုက်ခြင်းအပြင်ခုနလိုမျိုးအပြောပဲကောင်းပြီးတော့အလုံးမလုပ်တဲ့သူတွေက war assignment ဝမ်းမာနေသူတို့ မလုပ်တော့ပြီးတော့ wall assignment 2မှာဆိုလို့ရှိရင် commitment မထားနိုင်တဲ့သူတွေ serious သိမ့်မဖြစ်တဲ့သူတွေက wall assignment duty မထက်ကြအောင်နှစ်ခုစလုံးထပ်ပြီးွားရဆိုလို့ရှိရင် attitude တွေ personality တွေ drama ဖြစ်မဖြစ်ဆိုတဲ့ဟာမျိုးတွေက interview မှာမြင်ရတယ် အဲ့တော့ဘာဖြစ်သွားသလဲကျွန်တော်အနေနဲ့ကခုနလိုမျိုးခမန်းစရာမလို့ထိုင်ဆူတောင်းစရာမလို့ကျွန်တော်အဲ့လိုမျိုးအစင်းအစင်းကလည်းရွေးထုတ်လာတဲ့သူတွေကဘာဖြစ်တဲ့သူတွေပဲလဲဆိုတော့လက်ကြောလဲတင်းနေအလုံးလုံးဝမှလည်းမမှုပြီးလို့ရှိရင် attitude problem တွေပါတိတ်ပြီးတော့မရှိဘူးပါသလားအလုံးလုံးကအစင်းပြည့်တယ်အဲ့လိုလိုမျိုးတွေဖြစ်လာတယ်အဲ့ဒါကျွန်တော်တော့သုံးစင်းမြောက်ပေါ့နော်ကျွန်တော်လုပ်တဲ့ဟာမျိုးလေးစင်းမြောက်ပြပြပါမယ်လေးစင်းမြောက်မှာကျွန်တော်တို့ကကြိုပြီးတော့ပြောထားတယ်အင်တာဗျူးမှာတည်းကနည်းနည်းတော့အလုံးလုံးဝမယ် ားလုံးက work life balance တွေမျိုးတွေးလို့လို့မရဘူးအဲ့လိုအဆင်ပြေလားဆိုတဲ့ဟာမျိုးကျွန်တော်မေးတာအစိုးရတွေကမင်းတို့မောင်းမယ်ဆိုတဲ့ဟာမျိုးကျွန်တော်မေးတာလေဘာဖြစ်လို့လဲသိလားအဲ့မပြောပြရမလူတွေကကြောက်ကြတယ်ကျွန်တော်မကြောက်ဘာလို့မကြောက်တာလဲဆိုတော့ကျွန်တော်ပွင့်လင်းမြင်တာမျိုးရှိရှိပြောထားတယ်တက်ပလားအလုတ်သိမ့်မရှိပါဘူးပြောပြီးအလုတ်အရန်ခိုင်းနေဆိုတော့သူများကိုဂျင်းထဲတဲ့ပုံစံမျိုးကျွန်တော်မလုတ်ချင်အဲ့တော့ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရဲငါတို့ organization ကအလုတ်တော့အရန်လုတ်ကြတယ်ဆက်စပ်ချင်မှမင်းက work life balance တွေပြောနေလို့မရဘူးဆိုတဲ့ဟာမျိုးကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာအဲ့တော့ဘာလဲဆိုတော့ they know what they sign up for ကွာသူတို့ဘယ်အဖွဲ့အစည်းမှလာလို့လို့လဲဆိုတော့သူတို့သိသွားတယ်အဲ့တော့ကျွန်တော်အနေနဲ့ပွင့်လင်းမြင်တာမျိုးရှိ ရှိတယ်ဗျအဲ့တော့သူတို့အနေနဲ့အလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ရွေးခွင့်ရတယ်အလုပ်မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းသူတို့နေပြန်လှည့်ခွင့်ရတယ်ဘာမှမဖြစ်ဘူး အဲ့တော့ကျွန်တော်ပြောရတဲ့စကားတိုင်းပဲနောက်ဆုံးစစ်၄စစ်မှာဆိုလို့ရှိရင်ကျွန်တော်ထင်းထဲရောက်လာတဲ့ပထမဆုံးတလနှစ်လောက်ကျွန်တော်အလုတ်ရမ်းပေးတယ်လူ၂ယောက်စာလောက်အလုတ်ပေးတယ်လူ၃ယောက်စာလောက်အလုတ်ပေးတယ်အဲ့မှာကျွန်တော်ဘာကိုကြည့်ရလဲဆိုတော့သူတို့အနေနဲ့အဲ့ဒီ under pressure မှာဘယ်လောက် perform လုပ်နိုင်လဲဆိုတဲ့ဟာမျိုးကြည့်တယ်ပြီးတော့သူတို့ရဲ့ limits တွေကဘာတွေရှိလဲဆိုတဲ့ဟာမျိုးကျွန်တော်ကြည့်တယ်အဲ့တော့အကုန်လုံးမြင်ရတယ်ပါညာဆိုကျွန်တော်ဘာလုပ်လဲဒီလားအဲ့ဒီကျွန်တော်တို့အလုတ်တင်ပဲဖြစ်ဖြစ်ဒါမှမဟုတ် paid internship ပဲဖြစ်ဖြစ်အဲ့လိုမျိုးခံထားတဲ့သူ၄ယောက်ပဲဖြစ်ဖြစ်၆ယောက်ပဲဖြစ်ဖြစ်အဲ့ဒီကမှအရန်ကိုမှကျွန်တော်ကြွေတယ်ဘယ်လိုလုပ်တာ သဘောကျတယ်ကျွန်တော်အရင်ကြိုက်တယ်ဆိုတော့လူတယောက်နှစ်ယောက်ကိုကျွန်တော် full time member ဖြစ်ကျွန်တော်ကန့်လန့်ခန့်လန့်အဲ့လိုပုံစံမျိုးလုပ်လို့ကျွန်တော် team ကအစင်စင်အစင်အစင်အစင်နဲ့ကျွန်တော်နောက်ဆုံးအဆင့်မှာမှကျွန်တော်ရဲ့ elite member တွေကိုကျွန်တော်ဝင်ရတာအဲ့ဒီခါမှသာကျွန်တော်တို့ရဲ့ဒီ picker team ရဲ့ real team member ဖြစ်လာတာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးကျွန်တော်တို့၄ဆင့်လောက်ကျွန်တော်လုပ်တယ်ပေါ့နော်နောက်ဆုံးအဆင့်မှာအလုပ်ရန်ခိုင်းနေအဲ့မှာမှကျွန်တော်ကြည့်တယ်အလုပ်ဘယ်လိုလုပ်လဲဆိုရအောင်အဲ့တော့ကျွန်တော်တို့မျိုး၄ဆင့်လောက်လုပ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နောက်ဆုံးစစ်ထုတ်ပြီးသားဖြစ်တဲ့လူတွေကကျွန်တော်တို့ရဲ့ real member full time member လို့ပုံစံမျိုးကျွန်တော်ကဖြစ်လာတယ်ဖြစ်လာတော့ဘာဖြစ်လဲဆိုတော့အလုပ်လုပ်ရတာ၊ကန်ရတာအကုန်လုံးက ာခြားထဲမှာဝင်ပြီးသွားပြီအလုံးလုံးကမှမမှုတဲ့သူတွေ attitude problem ရှိရတဲ့သူတွေ drama မခင်းတတ်တဲ့သူတွေ team work နဲ့အလုံးလုံးတတ်တဲ့သူတွေအဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်လာတယ်ပြီးလို့ရှိရင်လည်းကျွန်တော်ရဲ့ organization မှာကျွန်တော် agent တွေ meeting call ရဲ့အကျင့်မျိုးတွေကျွန်တော်မှရှိတယ်ကျွန်တော်အားတဲ့အချိန်ပဲလုပ်ဝေးလို့ရတာဆိုတော့အဲ့အရာတွေနဲ့လည်းအသားကျသွားတယ်ကာချာတဲ့ဝင်သွားတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အလုံးလုံးတာခြိုင်တာတွေကတသွေးတန်တယ်လို့ပုံစံမျိုးကျွန်တော်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့တကယ်ကျွန်တော်ရဲ့ organization မှာကျွန်တော်ဘယ်လိုမျိုး strong ဖြစ်အောင်လုပ်လဲဆိုတဲ့ဟာမျိုးပေါ့နော်ပြောချင်တဲ့စကားတစ်ခုနဲ့ခြုံပြောမယ်ဆိုတော့ ော့ကအဲ့လိုလူရွေးတဲ့အဆင့်မှာတည်းဟိုကတီချာရွေးလိုက်တာဆိုတော့လူတွေက strong ဖြစ်တယ်အလုပ်လုပ်တယ် drama မရှိအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒါကတော့တကယ်ကျွန်တော်ရဲ့အနှစ်တွေပေါ့နော်ကျွန်တော်လုပ်တဲ့ဟာမျိုးရယ် secret တွေတော့မဟုတ်ပါဘူးပုံမှန်ဆိုဖြည့်ဖြစ်တယ်ကျွန်တော်ဇွန်နေမှာမေးလို့ရှိရယ်အဲ့တော့ဒါတွေကတော့ကျွန်တော်ရဲ့ team ကိုဘယ်လိုပေးလုပ်လဲပေါ့နော်ဘယ်လို selection လုပ်လဲဆိုတဲ့ဟာမျိုးကိုပြပြထားတဲ့ video ပဲဖြစ်ပါတယ်အဲ့နားလည်သွားရဆိုလို့ရှိရင်အများကြီးဝန်တာပါတယ်အကူအညီဖြစ်သွားမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီအကြောင်းတွေဒီအကြောင်းတွေကိုကျွန်တော်လူငယ် team စောင့်နေတဲ့သူတွေအနေနဲ့သိအောင်လို့ကျွန်တော်လူငယ်18သားမှာဆိုလို့ရှိရင်လည်းကျွန်တော်သင်ပေးပါတယ်အဲ့တော့လူငယ်18သားကအခု ခု3000ကျပ်ဖြစ်သွားပါမယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ batch 6ကိုလာပြီးတော့အဲ့လိုရပါတယ်အဲမှာကျွန်တော်ဒီလို lesson တွေအများကြီးရှိပါတယ်ကျေးဇူးများပြီးတင်ပါတယ်